အဲကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာအထူးအခြေဆိုင်ပြသွားတဲ့ချက်စီကစားသမားတော့ဒီဂျီမီဂီတေပေါ့နော်ဂျီမီဂီတေဆိုလို့ရှိရင်သူကဂါနာချိုနဲ့ဒီဘဲတောင်မန်တော့နော်ဘဲတောင်မန်နေရာကိုအပြိုင်လူနေရာတဲ့ကစားသမားတယောက်ဖြစ်တယ်ပရီးမီယာလိပွဲစဉ်တင်းနှစ်မှာတော့ဟာသူဒီတောင်မန်နေရာမှာအဆင်မပြေဖြစ်ခဲ့တယ်ပရီးမီယာလိနဲ့အသားမကျပဲနေပေါ့နော်ချက်စီတင်းနဲ့အဝင်ခွင့်မကျဖြစ်ခဲ့တဲ့အခြေအနေတချို့လည်းရှိခဲ့တယ်ပေါ့ညပွဲစဉ်မှာဆိုလို့ရှိရင်ပထမဦးဆုံး goal ကိုလည်းသူက ဟိုဘာနဲ့နောက်တန်းအတင်းကသားသမားတွေကနေပြီးတော့သူခြားပြက်လူယူပြီးတော့ဟိုဆမ်တိုကနေပြီးတော့ဆမ်တိုကနေပြီးတော့ area ပြင်ဘက်ကနေပြီးတော့ဒီအပြင်ကတ်သွင်းပေးခဲ့တယ်ပေါ့နော်ကိုသမားရဲ့ဘယ်ဘက်တော့ကိုဘယ်ဘက်တော့ကိုပြင်ကတ်သွင်းပြီးတော့ဥဆောင်ကိုရခဲ့တယ်ဥဆောင်ကိုရခဲ့တယ်ဒုတိယဂိုးမှာဆိုလို့ရှိရင်လည်းဘယ်တောင်မန်းနေပြီးတော့ဂျေမီကတေယဆိုလို့ရှိရင်ဒီသူ့ရဲ့အတိုးအလှုပ်နေတယ်ပေါ့နော်အတိုးအလှုပ်နေနဲ့ဖြတ်တင်ပေးခဲ့တယ်ဟုတ် တိုက်စစ်မှု တိုက်စစ်မှုဂျော်ဂျီယာနေပြီးတော့အပိုင်ပိတ်သွင်းပြီးတော့ယူခဲ့တယ်ပေါ့နော်အပိုင်ပိတ်သွင်းပြီးတော့ယူခဲ့တယ်တတိယဂိုးကကြတော့ဒီချက်စီတင်ကဒီဥပဒေအတင်းရဲ့နောက်တက်ကစားသမားတွေရဲ့အမားနေပြီးတော့နောက်တန်းနဲ့ကွဲလေသူတို့အခြေဆက်လို့ရမှာမှားသွားတယ်ပေါ့အဲမှားသွားတဲ့နေရာနေပြီးတော့ အစတိုဘာရီလီယမ်နေပြီးတော့လှလှပပပဲကန်သွေးပြီးတော့ပထမမှာ Z3 ဆိုတဲ့အနေထားနေပြီးတော့ဥဆောင်နိုင်ခဲ့တယ်။ကျွန်တော်ဟို A စစ်စစ်ဖြစ်ပြီးဆိုတဲ့အနေထားထင်ခဲ့တာပေါ့နော်။ဒါပေမဲ့ချက်သေးသေးနဲ့ထုံးစံတိုင်းဒုတိယပိုင်းမှာအာဒုတိယပိုင်းမှာသူတို့မလို့အားရတဲ့အမားတွေဒုတိယပိုင်း ဆက်စားခြင်းမှာပဲသူတို့ကိုပြန်ပေးလိုက်ရတယ်ကိုပြန်ပေးလိုက်ရတဲ့ချိန်မှာသူတို့ရှင်တစ်ဖက်တည်းကတိုက်စစ်ဆင်လာတဲ့အများအဂျိုမရိကာရဲ့ဒီဥဆောင်သူမဲနေတဲ့နောက်တန်းပေါ့နော်နောက်တန်းနောက်တန်းဆိုလို့ရှင်အတူတပြေသူတို့ကအားနေတာအမြင့်ပေါ်တွေအဲ့ဒီအမြင့်ပေါ်တွေကိုပဲဒီဟူဘာနန်တည်းကနေတော့ကောင်းကောင်းအသုံးချသွားတယ်အမြင့်ပေါ်အားနေတဲ့ဒီချက်စီနောက်တန်းရဲ့အားနေချက်ကိုပဲအသုံးချပြီးတော့ခြေပကူးတွေကိုပြန်လဲရယူသွားတယ်ပေါ့နော် ခြေပကူးတွေပြန်လဲရယူသွားတဲ့အခါမှာတော့ 93မိနစ်အနေထားမှာ2 23ဆိုတဲ့အနေထားကြီးဖြစ်သွားတယ်ပေါ့နော်23ဆိုတဲ့အနေထားကြီးဖြစ်သွားတယ်ပြီးလို့ရွှေရွှေချက်စီးတဲ့ကနေပြီးတော့တယောက်ယော့သွားတယ် Liam Dillard ကယော့သွားတယ်ပေါ့နော် Liam Dillard မရှိတော့ဘူးအဲ့ဒီအနေထားမှာချက်စီးတဲ့ကဆိုးရင်စရာဖြစ်လာတယ်ဘာလို့ဆိုးရင်စရာဖြစ်လာလဲဆိုတော့ဒီ23ရကနေပြီးတော့တယောက်ယော့ဖြစ်သွားတဲ့ခါမှာဟိုဘက်က Wuhan တင်းကနေပြီးတော့အရန်ဖိလာတဲ့ခါကျတော့သူတို့ဒီ အမြင့်ပေါ်ရတောက်လျှောက်လာတဲ့အခါကျတော့ Chelsea တင်းရဲ့နောက်တန်းဟိုတသင်းလုံးပြာသွားတယ်ပေါ့နော်တစ်ဖက်တင်းရဲ့တိုက်စစ်ဆင်ခြင်းကိုဒလဇက်တိုက်စစ်ဆင်ခြင်းကိုခံရတယ်တိုက်စစ်ဆင်ခြင်းကိုခံရပြီးတော့ဒီကန်ကောင်းတာနဲ့ပဲသူတို့တံပြန်တိုက်စစ်ကနေပြီးတော့ပေါ့နော်အဲတံပြန်တိုက်စစ်ကနေပြီးတော့ Jamie Kitten ကဒီဟို area ထိတ်ကိုသူတို့ကွင်းလယ်မှာကွင်းလယ်မှာအန်ဆိုတို့ဘောလုံးလူယူရင်းနဲ့ရှန်ကြလာတဲ့အလုံးကရှန်ကြလာရှန်ထွက်သွားတဲ့အလုံးကနေပြီးတော့ဟိုဝါနန်အသင်းရဲ့ area ထိတ်ကိုရောက်သွားတယ် area ထိတ်ကနေပြီးတော့ပဲသူ ကျွန်မကတည်းကတစ်ချက်မှမထိမ့်မဲနဲ့ဖြတ်ကန်လိုက်တဲ့လောကဆိုလို့ရှိရှင်ကိုတို့မှအာရဲ့ညာဘက်တောက်ကနေပြီးတိုင်အောင်ထိပြီးတော့ဗောနော်ငွေသွားခဲ့တယ်အဲ့ကနေ24ဆိုတဲ့ပြည်တွေကအသက်ရှူချောင်းသွားတယ်ဒါမဲ့လဲထုံးစံတိုင်းပဲတစ်ဖက်သင်းရဲ့တယောက်ယောက်ဆိုတဲ့အနေထားမှာဒီတစ်ဖက်သင်းရဲ့တလဇက်တိုက်စစ်ဆင်ခြင်းကိုခံရတဲ့အခါကျတော့ခြေစည်းတင်းကပွဲပြီးခဲ့ဒီကိုနာကျင်ချိန်မှုနာကျင်ချိန်မှုမှာပဲတလုံးတကိုးထပ်ပေးရပြီးတော့3 4ဆိုတဲ့အနေထားဖြစ်သွားတယ်ဗောနော်3 4ဆိုတဲ့အနေထားမှာဖြစ်သွားတယ်ပြီးလို့ရှိရှင်နောက်တစ်ခုကကျတော့ကျွန်တော်ပြောချင်တာဒီ တိုက်စစ်မှုဂျော့ဂျီပေါ့နော်ဂျော့ဂီယာဆိုလို့ရှိရင်သူကကျွန်တော်ကြည့်နေတယ်မင်းရဲ့ဟိုအလောက်မှာမင်းရဲ့80လောက်မှာပေါ့နော်ဒီလီယမ်ဒီလက်မနအောင်နေမဖြစ်ခင်ဒုတိယအဝါမထီခင်ဒုတိယအဝါမထီခင်ဆိုလို့ရှိရင်သူကမလိုလားအပ်တဲ့အဝါကတ်တွေကိုယူတယ်ကိုကဟိုဂိုးပြတ်အနိုင်ရနေတဲ့အနေအထားမျိုးမှာဒီတစ်ဖက်သင်းကစားသမားတွေကိုလိုက်ဆွတယ်ဟိုလိုက်ဆွတယ်မထီတတိလိုက်ဆတဲ့ခါကျတော့ဒီ ဝက်ဖရန့်ကလည်းနည်းနည်းလေးဒီနေ့ပွဲမှာဆိုလို့ရှိရင်လည်းစိတ်လိုလက်ရရှိတယ်လို့ပြောလို့ရတယ်ဗျာတည်ရမလားစိတ်လိုလက်ရရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီအဝါကက်ထီမလိုလားအဲ့ဒီအဝါကက်တွေဗျာအဲ့ဒီဟာတွေတကယ်တော့သူကပထမအဝါကက်ထီလာမယ်ဆိုအဲ့ဒီမှာတည်းတယောက်ရော့နေပြီပြောချင်တာကဒီချက်ကြီးတင်းကဒီအဝါကက်တဲ့အနီကက်တဲ့ဒလဇက်ထီနေရတဲ့ပတ်သက်ပြီးတော့ဒီနေ့ပွဲစဉ်ကအဝါကက်နေကက်ရည်ဆိုလို့ရှိရင်နားလည်းပြီးလို့မရဘူးကစားသမားတွေဒီဒီစီကန်လိုက်နာမှုတွေနီကန်လိုက်နာမှုတွေဒီအတင်း အပေါ်ကိုဟိုထိခိုက်စေတယ်ပေါ့နော်ရလက်တွေကိုအပြောင်းလဲဖြစ်စေတယ်သူတို့ရဲ့ဒီစီကံမလိုက်နာမှုတွေနဲ့ဒီကွင်းတွင်းမှာဆိုလို့ရှိရှင်ဒီဟိုစိတ်ပိုင်းဆိုင်ရာပေါ့ဗျာအထူးသဖြင့်ဟိုသူတို့ရဲ့ behavior တွေကိုမထိမ့်မဲနဲ့ဒီစိတ်လိုလက်ရပြုတ်မှုလိုက်တဲ့အရာလေးတွေကအရာလေးတွေအခြေစည်းတဲ့ကောနင်းနာတရတဲ့ပွဲလေရှေ့မှာရှိခဲ့သလိုမျိုးအခုဆိုလို့ရှိရှင်လဲဒါဒီနေ့ပွဲမှာဆိုလို့ရှိရှင်လဲအဲ့ဒီပုံစံတိုင်းပဲထပ်မြင်ရတယ်အဲဒီဟာတွေကိုနိပြအန်ဆိုမာရက်ကတယောက်ဘလို့သူ ဆက်ပြီးတော့ကင်တွယ်သွားမယ်ဆိုတော့ကျွန်တော်ဆက်ကြည့်ရမယ်ပေါ့နော်ရှေ့လာမယ့်ပွဲကလည်းဒီ Tottenham Hotspur တင်းနဲ့ Premier League ပွဲစဉ်အဲ Premier League ပွဲစဉ်မှာအဝေးခွင်းသွားကန်အားမှာဖြစ်တဲ့ကြောင့်မို့လန်ဒန်ဒါဘီပေါ့နော်အဲ့ဒီပွဲတော့သူတို့ဘယ်လိုပြင်ဆင်လာမယ့်ဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ဒီနေ့ပွဲကတော့ဟို ကျွန်တော်တို့ပွဲချုပ်သုံးသက်ချက်မှာပြောခဲ့သလိုပဲဂိုးတွေများတယ်ဟိုချက်သေးတဲ့ငါတက်တော့တက်တာနဲ့နိုင်တဲ့အနေထားနေပြီးတော့ဒီပွဲပြီးကန်ဒီတော့မှသူတို့ပြပြတဲ့ဆော့သွားတဲ့အနေထားတွေရှိတယ်အဲ့ဒီဟာတွေမလိုလားတဲ့အမားတွေကြောင့်ပေါ့နော်ဒါပေမဲ့နောက်တစ်ဆင့်တက်သွားခဲ့တယ်နောက်တစ်ဆင့်တက်သွားတဲ့အခါမှာလည်းကန်ကောင်းတယ်ဟိုအားအနေဆုံး quarter final မှာအားအနေဆုံးအသင်းဖြစ်တဲ့ Cardiff City အသင်းနဲ့ထပ်တွေ့တယ်ပေါ့နော် semi final တက်ဖို့အတွက်တော့အလားအလာအကောင်တစ်ခုရှိနေတယ် သူတို့ဘယ်လိုဆက်ပြီးတော့ဒီပွဲချက်ကာလတွေမှာဒီ EFA အတွက်ကိုဘယ်လိုလုပ်အရန်ကစားသမားတွေနဲ့ဒီဆက်ပြီးတော့သွားမလဲဆိုတော့ကျွန်တော်တစ်ဆက်ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။